ဟုတ်ကဲ့ဒီတစ်ခေါက်မှာလဲလိန်မော်သီးရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကိုလာရောက်ပြောပြပါမယ်။လိန်မော်သီးရဲ့အကျိုးကျေးဇူးများဗီတာမင် C ရဲ့အဓိကရင်းမြစ်လိန်မော်သီးဟာဗီတာမင် C ကျယ်ဝတဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အားကောင်းစေပြီးအေးမြင့်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်ကတန်တက်ကိုပုံမှုဆုပ်ယူနိုင်ဖို့လည်းကူညီပေးပါတယ်။ အမြင်တတ်ကြွယ်ဝခြင်း၊လိမ်မော်သည်မှာအမြင်တတ်များစွာ ပါဝင်တာကြောင့်ဝမ်းမံစေပြီးဝမ်းကြုတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းတကြားဓာတ်ကိုထိမ့်ညှိပေးနိုင်စွမ်းလည်းရှိပါတယ်။အခြားတတိုးဆန်းကျင်ပစ္စည်းများပါဝင်ခြင်း၊ဗီတာမင်စီအပြင် လိမ်မော်သည်မှာ ဖလေဗာနွိုက်လိုမျိုးအခြားတတိုးဆန်းကျင်ပစ္စည်းတွေလည်းပါဝင်တာကြောင့်နှလုံးရောဂါနဲ့ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ပိုတက်စီယံပါဝင်ခြင်းပိုတက်စီယံဟာနှလုံးရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါပြီးသွေးဖိအားကို ထိန်းညှိပေးပါတယ်။လမ်းဆန်းစေပြီးရေဓာတ်ပါဝင်မှုများခြင်း၊လိမ္မော်သီးမှာ ရေဓာတ်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ကိုလမ်းဆန်းစေပြီးရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။အသုံးပြုနိုင်သောနီလန်းများစွာရှိခြင်း၊နေမော်သီးကိုအတိုင်းစားနိုင်သလိုဖြော်ရည်လှောက်တောက်နိုင်သလို အစားအစာအချို့ပွဲဒါမှမဟုတ်အဖျော်ရမကအမျိုးမျိုးမှလည်းထည့်သွင်းအသုံးပြုနိုင်ပါတယ်။လိမ္မော်သီးရဲ့ဆိုးကျိုးများအဆစ်တက်မြင့်မာခြင်းလိမ္မော်သီးမှာစစ်ထရစ်အဆစ်တက်မြင့်မာတာကြောင့်အချို့လူတွေမှာအစာအိမ်ရောင်ရမ်းခြင်း heartburn ဖြစ်စေနိုင်ပါတယ်။ဒါအပြင် သွားကိုမကြာခဏဂရုမစိုက်ပဲစားသုံးမယ်ဆိုရင် သွားကြွေလွာကိုလည်းတိုက်စားနိုင်ပါတယ်။ဓမ္မတေမှုဖြစ်စေနိုင်ခြင်း အချို့လူတွေမှာလိမ်မော်သီးနဲ့ဓာတ်မတဲမှုဖြစ်နိုင်ပါတယ်။လက္ခဏာတွေအနေနဲ့အိမ်ပြင်ထွက်ခြင်း၊ရာရံခြင်း၊ဒါမှမဟုတ်အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာပြဿနာတွေဖြစ်နိုင်ပါတယ်။တကြားတဲ့မြင်မာခြင်းလိမ်မော်ရီမှာတကြားတဲ့တော်တော်များများပါဝင်ပါတယ်။အလွန်ကြုံတောက်သုံးမယ်ဆိုရင် ကိုယ်လေးချိန်နဲ့သွေးရင်းတကြားတဲ့ကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်လိမ်မော်သီးကိုအတီးအတိုင်းစားသုံးတာကအိုကောင်းပါတယ်။ အချို့သောဆေးဝါးများနှင့်ဓာတ်ပြုနိုင်ခြင်းလိမ္မော်သီးမှာပါတဲ့အက်ဆစ်တက်ဟာအချို့သောဆေးဝါးတွေနဲ့ဓာတ်ပြုနိုင်ပါတယ်။တင်ဆေးဝါးတစ်ခုခုကိုပုံမှန်တောက်သုံးနေရဆိုရင်ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျန်းကျင်သူနဲ့တိုင်ပင်သင့်ပါတယ်။ယာဒီအလိုက်ဈေးနှုန်းမြင့်တက်နိုင်ခြင်းလိမ္မော်သီးရဲ့ဈေးနှုန်းဟာယာဒီနဲ့ထွက်ရှိတဲ့ဒေသပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ ရေဘူးရအားဖြင့်နေမော်သည်ဟာ ကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့အတီးတမျိုးပါတင်းတင်းနဲ့ပမာဏနဲ့စားသုံးပြီးဂရင်းတန်ရှင်ရေးကိုဂယူဆိုင်မယ်ဆိုရင်နေမော်သည်ရဲ့အာဟာရတက်တွေကိုအပြည့်အဝခံစားနိုင်မှာပါဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်